အဖွာကြီးတယောက်ငလျင်ဘေးတင်သူတွေကိုထောက်ပံ့တယ်လို့လို့နဲ့ဘာသာရေးမြူဆယ်နေပါတယ်ဆရာတော်တဲ့ဒီဗီဒီယိုဖိုင်ကို ပြောတာဖြစ်ပါလိမ့်မယ်ကြည့်လိုက်ပါဦးနော်ညဦးလေးတို့နော်ဘဝအတက်တာထဲမှာခက်ခဲကြုံတတ်တယ်အိမ်နေပျက်စီးသွားတဲ့ပြဿနာငွေကြေးတွေဆုံးရှုံးသွားတဲ့ပြဿနာအိုးအိမ်နေပျက်စီးသွားတဲ့လူတွေတည်သွားတဲ့ပြဿနာအဲ့အရာတွေကိုဖြေရှင်းပေးနိုင်တာယေရှုဖြစ်တယ်နော်သူကဝင်လေးရွေးသူတပားတွေဒုက္ခရောက်နေတဲ့အချိန်မှာ အဲ့ဒီဒုက္ခရောက်တာကိုအကြောင်းပြုပြီးတော့ဘာသာရေးအမျက်ထုတ်တဲ့လူဟာဘယ်ခေတ်ဘယ်ခါမှာပဲဖြစ်ဖြစ်ရှိနေမှာပါပဲအဲ့ဒါကိုမလုတ်ပါနဲ့လို့ဥစဉ်တို့ကသွားပြီးတားလို့ရမှာမဟုတ်ပါဘူးဥစဉ်တို့တရားဒဂမတွေကသာတရင်ကဖြစ်ပေါ်နေတဲ့ဒုက္ခမှလွတ်မြောက်ရေးအတွက်သူတို့ထောက်ပံ့တာကိုယူပြီးတော့မိမိယုံကြည်ကိုးကွယ်ရာဖြစ်တဲ့ယရနာ၃ပါးကိုအပြစ်ပဲမိဖို့လိုပါတယ်ဒီလိုပြောလို့တချို့ကဖုန်ကြီးသူမခံစားရလို့ပြောတာပါလို့ပြောကောင်းပြောကြပါလိမ့်မယ် 2008ခုနှစ်မတ်လ2ရက်နေ့တုန်းကနဂိတ်မုံတိုင်းကြီးတိုက်တဲ့အခါမှာဦးစင်းရဲ့မိဘနဲ့ဆွေမျိုးတွေတေးကြီးပျက်စီးခဲ့ပါတယ်။ဦးစင်းတို့ ကိုယ်တိုင်လည်းပဲနေစရာကြောင်းမဲ့ခဲ့ပါတယ်နော်။အဲ့ဒီလိုအချိန်ကာလမျိုးရောက်တာတောင်မှဦးစင်းဟာယရနာ3ပါးပေါ်ကြီးညိုတဲ့စိတ်မပြတ်ခဲ့ပါဘူး။ပို့ပြီးတော့တောင်မှယရနာ3ပါးအပေါ်ကိုကြီးညိုလာပါသေးတယ်။အဲ့ဒီအချိန်ကာလမျိုးမှာဘသူက လာဆွဲဆွဲဦးစင်းကိုဆွဲလို့ရမှာမဟုတ်ပါဘူးနော်။ပြောချင်တာကဦးစင်းလည်းပဲ ဒီလိုဒုက္ခမျိုးကြုံတဲ့အခါမျိုးမှာယရနာ၃ပါးကိုပြစ်ပင်မှာမဟုတ်ဘူးဆိုတာကိုပြောကျင်တာဖြစ်ပါတယ်။အားလုံးဘယ်လိုလူမျိုးကပဲကိုယ့်ဘာသာကိုလာပြီးဆွေးနွေးပါစေကိုယုံကြည်ရာဖြစ်တဲ့ယရနာ၃ပါးကိုမပြစ်ပင်မိပါစေနဲ့လို့ပြောကျင်ပါတယ်နော်။